ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မင်္ဂလာရှိရနေမှာအခန်း7တင်ကန်းစာကိုတွားကြပါမယ်အခန်း7မှာဒီနေ့ကျွန်တော်သတ်မှတ်ထားတာကမြန်မာစကားမှာဆိုလို့ရှိရင်ညောင်းတယ်မောတယ်ဆိုတဲ့ကဏ္ဍဖြစ်ပါတယ်ထိုင်းစကားမှာတော့မူဝဲလို့ခေါ်ပါတယ်မိုင်းနှဆောင်ငင်မူပြီးတော့ဝဲအဲ့ဒီမိုင်းနှဆောင်ငင်မူကိုကျွန်တော်တို့အာကောင်တန်းနဲ့ထည့်ပြလိုက်တဲ့ခါမှာမူဖြစ်သွားပါတယ် မူအနေပြီးတော့မူဖြစ်သွားပါတယ်ပြီးတော့ဝိနဲ့တွဲသုံးတာပါဝိနဲ့တွဲသုံးလိုက်တဲ့အခါမှာမူဝိဖြစ်သွားပါတယ်မူဝိမူဝိမူဝိဖြစ်သွားပါတယ်မူဝိဆိုတာတော့ညောင်းတာဖြစ်ပါတယ်ဆိုတော့နူဝိဆိုတာကတော့မောတာဖြစ်ပါတယ်အလုံးလုံးလို့မောတဲ့အခါမှာကျွန်တော်တို့တွေကနူနဲ့သုံးပါတယ်တလုံးချင်းပြောတဲ့အခါမှာနူ နာယင်းဆောင်ရဲ့နူနူဝေ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 ဖြစ်ပါတယ်ကျွန်တော်ဒီကဏ္ဍကိုသွားကြပါမယ်ကျွန်တော်မွေဆိုတဲ့စကားဟာကျွန်တော်တို့လေလောလောတဲ့အခါမှာညောင်းအောင်ကြိုက်တာခဲတာကိုကျွန်တော်တို့ရည်ညွှန်းပြီးတော့ဒီမွေနဲ့တုံးပါတယ်အဲ့ဒီမွေကိုတလုံးချင်းပြောကြည့်ကြပါမယ်မွေဝေ မိုင်းနဲ့ကြောင့်ရင်မူကိုကျွန်တော်တို့တွေကအကောင်တန်လေးထည့်သွင်းလိုက်တာပါအကောင်တန်လေးထည့်သွင်းလိုက်တဲ့ခါမှာကျွန်တော်တို့တွေကမူဝေးမူဝေးမူဝေးဖြစ်သွားပါတယ်မူဝေးဆိုတာကျွန်တော်တို့တွေကညောင်းတာကြိုက်တာခဲတာလို့ဆိုပါတယ်ကျွန်တော်နောက်တစ်ခါမူဝေးဆိုတာတော့မောတာပေါ့နော်လောလောလောမောပန်တဲ့ခါမှာကျွန်တော်တို့တွေကဒီ နူနဲ့တုံးပါတယ်တလုံးချင်းပြောကြည့်တိုင်းတစ်ခါမှာနူနိုင်ရဲ့နှချောင်းရဲ့နူကိုကျွန်တော်တို့တွေကအာကောင်တန်နဲ့ထည့်သွင်းပြီးပြောတာဖြစ်ပါတယ်အာကောင်တန်ထည့်သွင်းလိုက်တဲ့ခါမှာနူနူဖြစ်သွားပါတယ်နူပြီးတော့ဝေနူဝေနူဝေအဲ့ဒါကိုအမြန်ပြောလိုက်တဲ့ခါမှာနူဝေဖြစ်သွားပါတယ်နူဝေဆိုတာကျွန်တော်တို့တွေကမောပန်းတာဖြစ်ပါတယ်ဟုတ်ကဲ့ တလုံးချင်းစီလိုက်ပြောကြည့်ပါနော်ဘာမှမခက်ပါဘူးအော်သူ့အထာလေးသိလို့ရှိရင်ဒါလေးတွေလွယ်တဲ့ကဏ္ဍလေးတွေပါဆိုတော့ကမှုဝဲဆိုလို့ရှိရင်လဲမှုဝဲမိုင်းနေချောင်းငင်မှုကိုအာဘန်တဲ့ထဲပြနေတဲ့ခါမှာမှုဖြစ်သွားပါတယ်မှုကိုမှုဝဲမှုဖြစ်သွားပါတယ်မှုဝဲโอเคပါနောက်တစ်လုံးကຫນွေဖြစ်ပါတယ် နူဆိုတာတော့မောတာပန်းတာဖြစ်ပါတယ်နူဝေနူဝေရိုးရိုးပြောမယ်ဆိုရင်တော့နူပေါ့နော်မြန်မာစကားနဲ့ဆိုရင်တော့နူဝေဒါပေမဲ့အာဂန္ဓာထည့်သွင်းရမှာဖြစ်ပါတယ်အဲ့ဒီနူကိုအာဂန္ဓာထည့်သွင်းလိုက်တဲ့အခါမှာနူဖြစ်သွားပါတယ်နူဝေနူဝေဖြစ်သွားပါတယ်ဟုတ်ကဲ့စကေလုံးလေးတွေကိုပုံမှန်ပုံမှန် ပီပီသားသားဖြစ်နိုင်တဲ့စကလုံးလေးတွေဖြစ်အောင်လိုက်ပြီးတော့ပြောကြည့်ကြပါနော်ဘာမှခက်ခဲတဲ့စကလုံးလေးမဟုတ်ပါဘူးကျွန်တော်တို့အခန်းစနစ်တင်ငန်းဆောင်မှာဆက်ပြီးတော့တွေးကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ